ကွန်ထိုးရှစ်ကိုနှိပ်လိုက်ရင်တော့မြန်မာစာပြောင်းလိုက်အင်္ဂလိပ်စာပြောင်းလိုက်နဲ့ Unicode font ရသွားပြီဖြစ်ပါတယ်ကိုဆက်တဲ့မှာ Unicode font အချိမရှိကို Microsoft Word မှာသွားပြီးတော့စစ်ပါမယ် font နေရာမှာပြည်တော်စုဆိုပြီးတော့ရိုက်လိုက်ပါအခုလိုမျိုးပြည်တော်စုဆိုပြီးတော့မပေါ်လာဘူးဆိုရင်တော့မိတ်ဆွေရဲ့ font မိတ်ဆွေရဲ့ကွန်ပျူတာမှာပြည်တော်စု font မရှိပါဘူးဒါဆိုရင်တော့ကျွန်တော်ကပြည်တော်စု font install လုပ်ရပါမယ် browser တစ်ခုခုတည်းကိုဝင်လိုက်ပါ ီထဲမှာပြည်တော်စု keyboard ဆိုပြီးတော့ရိုင်လိုက်ပါ ပြီးရင်ကျွန်တော်ပြတဲ့အတိုင်းလေးချလိုက်ပါဒီမှာမှာပြည်တော်စု found and keyboard ဆိုတာလေးနှိပ်လိုက်ပါအဲဒီရောက်ပြီဆိုရင်အခုကျွန်တော်ပြပေးနေတဲ့ fine သုံးဖန်ရယူလို့ရပါတယ်အဲ့ဒီတည်းမှာကျွန်တော်ကအလယ်က all in one zip ဆိုတဲ့ fine ကိုယူมาရဖြစ်ပါတယ်အဲ့တော့ဒါကတော့ manual ဖက်ကြည့်လို့ရပါတယ်မဖက်ကြည့်ဘူးဆိုရင်ရပါတယ်ကျွန်တော်ပြပြသွားပြပါမယ်အတူချုပ်ကိုဆိုတော့ all in one zip ကိုနှိပ်လိုက်ပါ download file စာဆွဲနေပြီဖြစ်ပါတယ် download က file site ကသေးတာမို့လို့ခဏလေးနေပြီးတော့ပါတယ်ကျွန်တော်အဲ့တော့ခဏလေးစောင့်လိုက်ပါမယ် ဒေါင်းလုဒ်ပြည့်သွားပြီဆိုရင်အဲ့ဒီ file လေးကိုဖွင့်လိုက်ပါအဲ့ဒီက file နေအကုန်လုံး copy ဆွဲမှဖြစ်တဲ့အတွက်ကြောင့်တစ်ချက်ပြန်ထွက်ပြီးတော့ all in one ပြည်တော်စု file ဆိုတဲ့ file တစ်ခုလုံးကိုကျွန်တော်က download ဆွဲရမှာ sorry copy ယူရမှာဖြစ်ပါတယ်အခုပြထားတဲ့ file ကို copy ယူလိုက်ပါပြီးရင် download ထဲမှာတွားပြီးတော့ paste ပြန်ချပါ ပြီးရင်အဲ့ထဲဝင်လိုက်ပါကိုရဲ့ဆက်က Windows 11 Windows 10ဖြစ်တယ်ဆိုလို့ကျွန်တော်2.53ဆိုတဲ့ file ၃ပိုင်းကို install တင်လိုက်ပါဒါဆိုရင်မိတ်ဆွေရဲ့စက်ထဲမှာပြီတောင်သူဖောင်အောင် install ပြီးသွားပြီပဲဖြစ်ပါတယ်။မြန်မာစာစပြီးတော့ရိုက်လို့ရပါပြီ။ဒါပေမဲ့ကိုယ့်ရဲ့စက်ထဲမှာ key magic မသွင်းရသေးဘူးဆိုရင်တော့ကျွန်တော်က key magic ကိုသွင်းဖို့အကြံပေးချင်ပါတယ်။ key magic သွင်းတဲ့နည်းလေးကတော့ ကျွန်တော်ဗီဒီယိုလေးတွေကိုထပ်ပြီးတော့ mention တင်လာပေးပါတယ်။ YouTube ကကြည့်နေတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်လည်းအဲ့မှာကျွန်တော်ရဲ့ YouTube channel ထဲမှာဝင်ပြီးတော့လေ့လာလို့ရပါတယ်။ Key Magic ကို install လုပ်ပြီးပြီဆိုလို့ရှိရင် control ရဲ့ space bar ကိုနှိပ်ပြီးတော့ပြည်တော်စု MM ဆိုတဲ့စာတန်းလေးကိုရအောင်ချိန်မိရမှဖြစ်ပါတယ်။ပြည်တော်စု MM ဆိုတဲ့စာတန်းလေးရောက်သွားပြီဆိုလို့ရှိရင်တော့ control shift ကိုနှိပ်ပြီးတော့မြန်မာအင်္ဂလိပ်ပြောင်းလို့ရပြီဖြစ်ပါတယ်။အားလုံးနောက်ထပ်ဗီဒီယိုမှာပြန်ဆုံ